ငွေမရှာနိုင်ချိန်မှာအမေဖြစ်သူကိုလွန်သွားတာကိုပြန်ကြွေးမိတာရင်နာတော့မယ်ဆိုတဲ့မင်းသမီးချောချူလေး မင်္ဂလာပါပရိသတ်တို့ရဲ့ Wonderly Channel ကနေကြိုဆိုပါရနော်အစားကောင်စားရရင်ကိုချစ်ရတဲ့လူကိုတရိပ်ရတယ်ဆိုတဲ့စကားကိုပရိသတ်တို့လည်းကြားမိကြမှာပါပြောလိုက်တဲ့စကားလုံးကရွှေရှင်မိမဲ့စကားလုံးရဲ့အတိတ်ပဲကတော့နက်နက်လွန်ပါရရှင်ကိုချစ်ရတဲ့သူတွေကိုကိုစားသလိုစားစီခြင်းနာကိုနေသလိုနေစီခြင်းနဲ့စိတ်နဲ့တရိပ်ရကြကြပြီးမယ်တချို့ຢာတွေကတရိပ်ရယုံကလွှဲရင်ဘာမှမတက်နိုင်တဲ့အရာတွေမျိုးတွေးမိတိုင်းနာခြင်းရတာတွေကတော့အများကြီးပါပဲရှင်ဒီလိုနာခြင်းမှုမျိုးကိုခန်းစားနေရတဲ့အချက်မှာတော့မင်းသမီးချောချူလေးကထိတ်ဆုံးကဖြစ်မဲ့ချက်ပါတယ်အောင်မြင်မှုတွေအထွတ်ထိပ်ရောက်နေတဲ့ချူလေးကတော့အောင်မြင်မှုတွေကိုခန်းစားပြီးမဲ့မိ ခင်မရှိတော့တာကိုတွေးမိတိုင်ဝမ်းနည်းနေရတာဖြစ်ပါတယ်။သေသောသူကြာရင်ပြီဆိုပေမဲ့ချူလေးကတော့မိခင်ဖြစ်သူကိုမမေ့နိုင်ခဲ့ပါဘူး။အောင်မြင်မှုတွေရလာလေမိခင်ဖြစ်သူကိုတရမမမေ့နိုင်နေဖြစ်နေခဲ့ပါတယ်။ချူလေးကအခုချိန်မှာတော့ဖခင်ဖြစ်သူကိုအစွမ်းကိုပြုစုစောင့်ရှောက်ပြီးတသမိတောင်းဝန်ကျင်အောင်ကြိုးစားနေပြီးမဲ့ကွန်လွန်သွားတဲ့မိခင်ကိုလည်းမမေ့နိုင်ဖြစ်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူကိုလည်းအရန်ချစ်လို့အစွမ်းကိုစောင့်ရှောက်ထားပြီးမဲ့မိခင်ဖြစ်သူနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေကတော့အများကြီးပါပဲ။ဘာလို့လဲဆိုတော့ချူလေးကမိခင်အပေါ်မှာတမိတက်အောင်နေနဲ့ဘာတောင်းဝန်းမှမကြည့်ခဲ့လို့ပါပဲရှင်။ချူလေးကအခု ုချိန်မှာဖခင်ကိုလူလီသေးမရှိအောင်ထားနိုင်ပေမယ့်မိခင်အလက်မှာတော့ထမင်းတော်ဝယ်မကျွေးခဲ့ဘူးတဲ့အထိပါပဲဂျူလီယံမိခင်ဖြစ်သူကလူလောကကြီးကထွက်ခွာခဲ့တာတော့ကြားခဲ့ပါပြီ ဂျူလီစေတဲ့အောင်ပြီးကစားမှာမိခင်ဖြစ်သူကလူလောကကြီးကနေအပြေးတိုင်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ဂျူလီရဲ့မိခင်ကတော့အဆိုင်ကင်ဆာနဲ့တည်ဆုံခဲ့ရတာပါရှင်။တခြားကူးသားမယ်ဆိုရင်ပြောက်ကင်းနိုင်တဲ့အနေအထားမှာစီပညာဘူးတူတာမရှိခဲ့တာမို့လက်လွတ်ခဲ့ရတာမို့ဂျူလီတယောက်နောင်တရမဆုံးနိုင်အောင်ဖြစ်နေခဲ့ရှာပါတယ်။ဂျူလီကအခုအသက်ရွယ်မောင်ွေလည်းရှိသလိုဘူးတူတာလည်းရှိတာမို့ဘာကင်ဖြစ်သူရဲ့အသက်ကိုတော့မရရအောင်ကင်တင်ပေးနိုင်ခဲ့ပေမယ့်အမေဖြစ်သူတို့ကတော့မကင်တင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။အဖေဖြစ်သူအလန်မှာတော့ကျမရင်မကောင်းရင်ဘာကြောင့်လဲခွဲစိတ်ရင်တတ်တာမလားစောင့်ကြည့်ရမလားဆိုတာစုပ်ပြတ်တက်တာမို့ ။ဖခင်ဖြစ်သူစဉ်စက်မမနေနိုင်နေတာဖြစ်ပါတယ်။အရင်တစ်ခေါက်ကလည်းဖခင်ဖြစ်သူစေယုံတရားတော်ကဘလို့ကုသမှုကိုဦးစားပေးရမလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့တာမို့ဖခင်ဖြစ်သူကအသက်ပြီးကလွမြောက်ခဲ့တာလည်းဖြစ်ပါတယ်။ဖခင်ဖြစ်သူအလဲမှာလူလေးသေးမရှိအောင်ထားနိုင်ပေမယ့်အမိအလဲမှာတော့ဘူတုတနဲ့လို့အမိဖြစ်သူမတည်တည်မဲ့တည်ခဲ့ရတယ်လို့ထမင်းတက်တက်တောင်မကျွေးနိုင်ခဲ့ဘူးဆိုပြီးတော့ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ဂျူလီယံမိခင်ဖြစ်သူကအဆိုင်ကင်ဆာနဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။အဆိုင်ကင်ဆာကအချိန်မီကုသမယ်ဆိုရင်အသက်ရှင်နိုင်ပေမယ့်ဘူတုတနဲ့ကဲလို့အမိဖြစ်သူကအသက်ပြီးခဲ့ရတာဖြစ်ပါတယ်။ ဂျူလီ၁၀တန်းအရွယ်လောက်မှာအမေဖြစ်သူရဲ့အဆိုင်ယောဂကိုအချိန်မီမကူတာနိုင်ခဲ့လို့တွေးမိတိုင်းနာကျင်ရတယ်လို့အမေဖြစ်သူအပေါ်မှာဘာမှမလုပ်ပေးနိုင်ခဲ့တာကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်နေတုံးလို့ဆိုပါတယ်။ဝင်းမရှာနိုင်တဲ့အရွယ်မှာအမေဖြစ်သူဆုံးမသွားတာမို့လိုအပ်တာဖြစ်စီပေးဖို့အနေနဲ့တတာထမင်းတက်နဲ့တောင်မကျွေးနိုင်ခဲ့တာကိုစိတ်မကောင်းဖြစ်နေရှာပါတယ်။အခုချိန်မှာအမိသားရှိမယ်ဆိုရင်လူလေးသေးမရှိအောင်ထားနိုင်ပြီမယ်။အမိဖြစ်သူကသူ့ငွေမရှာနိုင်တဲ့အရွယ်မှာပဲကိုလွန်သွားခဲ့တာမို့အမိဖြစ်သူအပေါ်မှာတောင်းဝန်မကြည့်သလိုခံစားနေရတာဖြစ်ပါတယ်။ ဒီနေ့ကအခုချိန်မှာတယောက်တည်းရှိတော့တဲ့အဖေဖြစ်သူကိုအစွမ်းကိုပြုစုနေပြီမယ်။အမေဖြစ်သူအကြောင်းတွေတွေးမိတိုင်းအနာကျင်နေရတယ်လို့ဝမ်းနဲ့မျက်ရည်ကျနေတော့မှပဲတဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလေးပြန်စီ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ One Daily Channel လေးကိုလည်းအားပေးကြပါဦး။အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများရှိတင်ပါ